မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့ပေါ်ပါရမီရက်ကွက်မှာရှိတဲ့အခွန်ဦးစီးရုံးကနန်းစီဒီယံဝန်ထမ်းများနဲ့လာဝကဝန်ထမ်းများကိုတော်လိုက်တက်ဖွဲ့တစ်ခုကဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာစစ်ကောင်စီနဲ့ပြစ်ခတ်မှုဖြစ်ပွားပြီးတော့အခွန်ဒူးဦးစီးမှုလာဝကဝန်ထမ်းများနဲ့ PDF တအူးအပါဝင် စုစုပေါင်း9ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ22ရက်နေ့ညနေ4နာရီကျော်အချိန်ဝန်းကျင်ကသခိုင်းမြို့ပေါ်မှာရှိတဲ့နန်းစီတရအခွန်ဝန်ထမ်းများနဲ့လောက်ဝကဝန်ထမ်းများကိုတော်ရင်တွတ်ပြီး LPDF တပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဝန်ထမ်းများကိုခေါ်ဆောင်ပြီးတော့ပြန်ထွက်မှာစစ်တပ်နဲ့တိုးပြီးတော့ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်နန်းစီတရအခွန်ဒူးဦးစီးမှုလောက်ဝကဝန်ထမ်းများနဲ့ PDF တအူးစုစုပေါင်း9ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။မနေ့ကပြစ်ခတ်မှုမှာ တော်လိုင်းတော်တွင်တွတ်ပြီး LBDF ကရဲဘော်တို့ကြဆုံးခဲ့တယ်။ပူစီတက်လက်နဲ့ဂလော့အတူတက်လက်ကြံခဲ့တယ်။နန်းစီဒီယန်တွေကိုဖမ်းပြီးတော့ပြန်ထွက်မှာစစ်ခွေးတွေကလိုက်ပစ်တာစုစုပေါင်း5ဦးသေတယ်စစ်တပ်ကပစ်တာအခွန်ဒူးဦးစီးမှုနဲ့မိသားစုဝင်တွေလည်းသေတယ်လောဘကဝန်ထမ်းတွေလည်းသေတယ်လို့သခိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့လော်ဘီများနဲ့စစ်တပ်ထောက်ခံတဲ့ Telegram Channel တွေကတော့အဲ့ဒီသတင်းကိုဖော်ပြရမှာစစ်ကောင်စီရဲ့ပြစ်ခတ်မှုကြောင့် အခွန်ဝန်ထမ်းနဲ့လောက်ဝကဝန်ထမ်းများတိတ်ဆုံးတယ်ဆိုတဲ့သတင်းကိုမဖော်ပြဘဲတိတ်ဆုံးတဲ့သူအားလုံးဟာ PDF များဖြစ်ပြီးတော့ပြစ်ခတ်ခံရပြီးတိတ်ဆုံးတဲ့ပုံစံမျိုးနဲ့သတင်းများကိုလိမ့်လေဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့နယ်မောင်မရှောင်ကျေးရွာမှာရှိတဲ့ဖျားမဲစစ်စေးရေးဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးတိတ်ဆုံးပြီးတိတ်ဆုံးသွားတဲ့စစ်ကောင်စီအလောင်းများကိုလာရောက်ကောက်ယူတဲ့စစ်ကြောင်းကိုထပ်မံတိုက်ခတ်ရာ၂ဦးထပ်မံတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ19ရက်နေ့မွန်လွယ်2:30မိနစ်အချိန်မှာအင်အား30ခန်းနဲ့တပ်ဆွဲထားပြီးတော့ခရီးသွားပြည်သူလူထုအပေါ်မှာစက်ကြီးကောက်နေတဲ့ဒဝယ်မြို့နယ်မောင်မရှောင်ကျေးရွာဖျားမဲဆစ်စည်းရေးဂိတ်ကိုကားပေါ်ကနေပြီးတော့အနီးကပစ်ခတ်တိုက်ခိုက်ရာစစ်သား9ဦးတေဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့မေလ20ရက်နေ့ဖျားမဲစစ်ကောင်စီစစ်စည်းရေးဂိတ်မှာပစ်ခတ်မှုကြောင့်တေဆုံးသွားတဲ့စစ်သားများအလောင်းကိုလာရောက်တည်ယူတဲ့စစ်ကြောင်းကိုထပ်မံပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထပ်မံနဲ့ထိခိုက်တေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ ဖျားမဲဆစ်ဆေးဂိတ်ကိုအနီးကဝင်ပစ်တာအင်အားက30လောက်ရှိမယ်အလောင်းလာတဲ့တာကဇဟာအမြောက်တက်ကကောင်းတွေလာတဲ့တာလို့ဘာထူးတက်မတော်ကတာဝန်ရှိသူတူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို KNL တပ်မဟာ6တရက်28ဘာထူးတက်မတော် BH တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်2024ခုနှစ်အတွင်းမှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကိုစစ်ရေးအရှိန်မြှင့်နေပြီးတော့အမြင့်ပြတ်တိုက်ခိုက်ချင်းမုံသွားမှဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စစ်ရေးအသည့်တရိပ်နဲ့တွာလာနေထိုင်ကြဖို့နဲ့ပြည်သူကာကွယ်ရေးအဖွဲ့များကတရားဝင်အသိပေးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်များကိုလေးစားလိုက်နာကြရန်အသိပေးထားတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့လိုက်ကင်ဒုတ်တွေဖြစ်တဲ့ပြူစောထီးများပြည်သူ့ဆက်အဖွဲ့ဝင်များနဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ကြာရှုံးမှုများစွာနဲ့ရင်ဆိုင်နေရတယ်အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကိုစွန့်ခွာပြီးတော့ ပြည်သူတွေရဲ့ရင်ခွင်ထဲကိုအမြန်ဆုံးခိုးလုံးဝေရောက်ကြဖို့အတွက်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းချောင်းဦးမြို့နယ်မိသက်ယုံအနီးမှာမိုင်းရှင်းရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်ရာနှစ်ဦးသေဆုံးပြီးတနက်နှက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလာ၂၁ရက်နေ့မှာချောင်းဦးမြို့နယ်မိသက်ယုံမှာတပ်ဆွဲထားတဲ့စစ်သားများဟာကျင်းဒီကားများကို လန်ကင်းယူပေးပြီးတော့မိုင်းရှင်ရန်ထွက်လာတဲ့စစ်သား၃ဦးကို Braveheart Army BHA အဖွဲ့ကရဲဘော်များကစောင့်ဆိုင်းပစ်ခတ်တိုက်ခတ်ရာစစ်သား၂ဦးသေဆုံးပြီး၂ဦးကတော့လွတ်မြောက်သွားတယ်လို့သိရပါဗျ။တေဆုံးသွားတဲ့စစ်သား၂ဦးစီကနေပြီးတော့ MA11 တနက်နှက်လက်ကြီပေါက်၃ခုလက်ပြုံတစ်လုံး 5.56G 40တောင်း အုတ်ထုတ်နှလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာ Braveheart Army ဘေးရှိအဖွဲ့ကရဲဘော်များကတော့အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာ Special Date Date ကျဲနဲ့ Youth Revolution Attack Force တို့ကနေပြီးတော့ငှားရက်နဲ့လက်နက်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့တိုက်ခိုက်မှုများကိုပြုလုပ်ရန်လက်နက်နဲ့ကြီးများလိုအပ်နေတဲ့အတွက်ပြည်သူများအနေနဲ့ Braveheart Army BHA ရဲ့ Page Messenger ကိုတိုက်ရိုက်ပါဝင်လှူဒန်းပေးကြဖို့အတွက်မြစ်တာရက်ခံထားကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်အတွင်းမှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတေဆုံတဲ့သူတွေများပြားပြီးရုပ်အလောင်းများဟာချောင်းအတွင်းထဲမှာမျောပါနေတဲ့အပြင်ရွာထဲမှာလည်းတေဆုံနေတဲ့ရုပ်အလောင်းများဟာအပုတ်နဲ့အောင်ထွက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့မေလ23ရက်နေ့ကစတင်ပြီးတော့တန်တွဲမြို့လင်းတီရွာနယ်ကြောင်းကုန်းဒရားထိပ်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုအရခတ်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ တပြူချိုင်ရွာဘက်ချောင်းများမှာတေဆုံးသွားတဲ့စစ်ကောင်စီတပ်သားများရဲ့ရုပ်အလောင်းတွေဟာမျောပါနေခြင်းဖြစ်တယ်လို့သိရပါတယ်။ပေတဲ့စစ်ကောင်စီတပ်သားတွေကအများကြီးပဲအေအေကအကုန်လုံးကိုချောင်းထဲဆွဲချတာချောင်းထဲမှာမျောနေတာမှအများကြီးဘသူမှအလုရှုပ်ခံပြီးတော့ဆယ်နေမှာတော့မဟုတ်ဘူးလို့ဒေသခံတအုပ်ကပြောပြခဲ့ပါတယ်။ချောင်းတွဲမှာမျောပါနေတဲ့ရုပ်အလောင်းများအပြင်ရွာထဲမှာလည်းကရုတ်ကျင်းများမှာတေဆုံးနေတဲ့စစ်ကောင်စီတပ်သားတွေလည်းရှိနေပြီးတော့အပုံနဲ့အောင်ထွက်နေပြီလို့ပြောဆိုခဲ့ပါတယ်။တေလို့မျောပါနေတဲ့အလောင်းတွေကတပြူချိုင်ဘက်ပတ်ဝန်းကျင်မှာတွေ့ရတာ။ အခုကလူတွေကချောင်းလေးကိုတိတ်မသွားတော့တဲ့အချိန်မို့လို့အရင်လိုမျိုးပုံမှန်ငားရှာနေလို့ရှိရင်ဒီထက်တော့အများကြီးပိုတွေ့နိုင်သေးတယ်တချို့ပုံကျင်းထဲမှာလည်းစစ်ကောင်စီအလောင်းတွေရှိတယ်မနေ့ကတော့မှအိမ်အောက်ကပုံနေရာကနေထွက်ပြေးလို့ပြစ်တက်လိုက်တယ်ကြားတယ်ရွာထဲမှာတော့မှတချို့နေရာတွေမှာအလောင်းတွေရှိနေသေးတယ်လို့ဒေသခံတဦးကဆက်လက်ပြောဆိုခဲ့ပါတယ်အေးအေးရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ကျောင်းကုန်းရွာဘက်ချမ်းတောင်ကုန်းပေါ်မှာနေရာယူထားတဲ့စစ်ကောင်စီတပ်များနဲ့လင်းတီရွာအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်များ တည်ဆုံးသွားပြီဖြစ်ပြီးတော့လက်ရှိမှာ Navy နဲ့တန်တွဲမျိုးအထွတ်ဘားတော်က ကျေးရွာများကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုများတာရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းလင်းတီရွာဘက်မှာစစ်ကောင်စီတက်တရင်တရင်လုံးပြောက်သွားတဲ့အတွက်ကြောင့်တရင်မှုကဒေသခံတွေကိုဖုံးဆက်ပြီးတော့သူ့ရဲ့တက်အခြေအနေကိုမေးမြန်းရတဲ့အခြေအနေဖြစ်နေတယ်လို့စစ်တပ်အတိုင်းဝိုင်းကပြောဆိုထားပါတယ်။တန်တွဲမြို့မှာခလာရ55ခမရ966တပ်များသာရှိတော့လဲ ARD အတိုင်းမှာရှိတဲ့တရင်တွေကထုံနှုတ်အင်အားတချို့ကိုလည်းတန်တွဲကိုပို့ထားတယ်လို့စစ်ကောင်စီနဲ့နှီးဆက်တဲ့သူတွေကပြောပါတယ်။အရခတတ်တော် AA ကမနေ့ကသတင်းထုတ်ပြန်ချက်မှာ တန်တွဲမြို့နယ်စက်မှုဇုံမှာရှိတဲ့ပြည်သူများကိုအ мян ဆုံးပြောင်းရွှေ့ကြရန်တိုက်တွန်းထားတယ်လို့သိရပါဗါတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာလင်းတီရွာအတွင်းမှာနေအိမ်၁၀လုံးကျော်ဟာလဲမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့မှာ AP လနဲ့မေလာအတွင်းမှာဒေသခံပြည်သူများရံနဲ့ချီပြီးတော့ဖမ်းဆီးခံရပြီးတော့အများစုဟာမြို့ကံမှတ်ပုံတင်မကင်ဆောင်ထားတဲ့သူတွေကိုဖမ်းဆီးနေခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအဲစင်းကိုအကြောင်းပြပြီးတော့မတင်ငါလို့ဆိုပြီးတော့ဒေသခံများကိုဖမ်းဆီးနေပြီးအေပီလာနဲ့မေလာအတွဲမှာလူ300ထက်မနည်းဖမ်းဆီးခံထားရတယ်လို့သိရပါဗါးအဲ့ဒီတဲကမှ200ခန့်ဟာမြို့ကန်မှတ်ပုံတင်ကင်ဆောင်ထားသူများမဟုတ်ကြောင်းနဲ့၎င်းတို့ကိုစစ်တွေမြို့ထဲမှာရှိတဲ့ဘုံကြီးကျောင်းများနဲ့တိုင်ကြားမှုတွေကြောင့်နေအိမ်တချို့ကနေပြီးတော့ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့ဒေသခံတဦးကပြောပါတယ်ည8နာရီလောက်ဆိုအဲ့ဒီစစ်ကောင်စီတပ်သားတွေကစပြီးထွက်တယ်ကားတွေနဲ့ကင်းလှည့်တယ်ရက်ကွက်အလိုက်ဝင်စစ်တယ်ဘုံကြီးကျောင်းတွေထဲကိုဝင်တယ် ်သူတို့ဝင်တဲ့ရက်ွက်ဆိုရင်အဖမ်းမခံရတာမရှိဘူးအဓိကကတော့မြို့ကန်မှတ်ပုံတင်မကင်ထားတဲ့သူတွေဆိုရင်အဖမ်းခံရတာပဲမေလ15ရက်နေ့ကဆိုအဖမ်းခံရတာ40လောက်အထိရှိမယ်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးသွားတဲ့အရက်သားပြည်သူတွေဟာစစ်တွေမြို့ကိုအနေနဲ့အရက်ရက်ကနေပြီးတော့အလုလာလုတဲ့သူများနဲ့ပယံလုတ်ကင်နေသူများဖြစ်ပြီးတော့၎င်းတို့အားလုံးဟာနေစရာအခက်အခဲရှိနေတဲ့အတွက်ဖုန်ကြီးကြောင်းတွေမှာခိုးလုံနေကြခြင်းဖြစ်တယ်လို့သိရပါဗျ။ပယံလုတ်ကင်သူတို့အူကကျွန်တော်နဲ့အတူတူလုံနေတဲ့တယောက်ဟိုနေ့ကပဲအဖမ်းခံရတယ် ်သူကတော့ရွာပြန်တော့မယ်ပြောတာအဲ့ဒါကိုကျောင်းတိုင်ဘုန်းကြီးကသူအာမခံပေးမယ်လို့ပြောတာနဲ့မပြန်မဲနဲ့ရှိနေတဲ့အချိန်ဖမ်းခံလိုက်ရတယ်အခုလိုတွေသာလိုက်ဖမ်းနေမယ်ဆိုရင်တော့ဒီမှာနေရတာဘလို့မှမလုံခြုံတော့ဘူးလို့ပြောဆိုလာပါတယ်စစ်ကောင်စီတွေဝင်မွေနေတဲ့ရက်ကွက်များဟာရွာသားယာမြောက်ဆန်ပြအုံးတပင်ရွာကြီးမြောက်နဲ့ကဲစီရက်ကွက်တို့ဖြစ်ပြီးတော့ဘုံကြီးကြောင်အားလုံးကိုဝင်ရောက်ရှာဖွေဖမ်းဆီးနေတယ်လို့သိရပါတယ်စစ်ကောင်စီဖမ်းဆီးသူများထဲမှာအရခတ်တက်တော်အေအေနဲ့ဆက်ဆက်သူများပါဝင်တော်လဲအေအေနဲ့လုံးဝဆက်ဆက်မှုမရှိတဲ့သူအများစုလည်းပါဝင်ကား စစ်ကောင်စီကပတ်စံတောင်းပြီးတော့ပြန်လွတ်ပင်းနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ